ိန်သွားတယ်ပိန်သွားတယ်ဟာချိန်လောချိန်လောဟာအဲ့ကောင်ရတဲ့ချိန်ကျွန်တော်လည်းတော်တော်ကြည့်ရပါဘူးလေနော်ညောင်းနဲ့သဘောတူထားတဲ့သူကို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 လို့ခေါ်နေမျိုးရှက်ဘူးလားငါတိတဲ့အမှန်တရားတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ငါတို့မိဘတွေကကိုရဲ့သားကိုသူ့တော်ဖြစ်တဲ့မပလဲနဲ့ပဲသဘောတူတယ်ကျွန်တော်ကအဲ professional လုပ်နေတယ်ကျွန်တော်ကအမျိုးသမီးရတယ်ဒီဟာသူကတော့မှကျွန်တော်တစ်ချိန်လုံး အရန်ဘရိုတဲ့ရုပ်ရှင်တွေပဲရိုက်ခိုင်းတာအမျိုးသမီးကကိုယ့်ရဲ့ဟိုဘာလဲဟိုဘာလဲအမကန်ပြိတ္တအမကန်အမကန်အဲ့လိုပဲကြောမရဘူးအာအမတ်တရတယ်တော့အများကြီးပါပဲအအဓိကတော့လီတို့ကအပြင်မှာလည်းတငယ်ချင်းတွေဖြစ်နေတော့ဒီကအဆုံးအထိကအဲ့လိုတငယ်ချင်းတွေ အဲရှူတင်သွားရတဲ့အောင်မတူဘူးတကယ်ချင်းနေအမှရှူတင်မှာတွေ့ဆုံပွဲလို့ပြင်တယ်လို့မုတ်တေယူလာရတဲ့စားကြတောက်ကြစကားတွေတခြားတွေအဲရိုက်တယ်တာကတကယ်ကိုအမှတ်တရပါပဲအာလီယာဒီကားထဲမှာမြမြနဲ့ play ဆိုတဲ့ character လေးနှစ်ခုပေါ့အမှ character လေးကိုလီလီတရုပ်ဆောင်ထားတယ်အဲအဲ့ထဲမှာတော့ဖိုင်ကအဲဇန်ရဲ့အနေနဲ့အာတရုပ်ဆောင်ထားတယ်အဲဇန်ကမြနဲ့ အဲအိမ်တော်ကြာနေအိမ်တော်ဟောပေါ့လေအမောနေရောက်မှာအမောပေါ့အမောနေရောက်အိမ်တော်ကြာဒါမဲ့အာအမောဆောင်းသွားနောက်ပိုင်းမှာပလဲဆိုရဲအမောကြီးမှာမြမလေးကပေါ်လာတယ်အဲ့မောအဲ့လိုအဲ့လိုမျိုးပေါ့တစ်ချိန်လုံးဟိုပါဝင်နေရောက်ချလိုက်အကုန်လုံးကလည်းအကုန်လုံးတငယ်ချင်းတွေအဲ့ထမှာပါတယ်မိန်းလေးအကုန်လုံးကလည်းတငယ်ချင်းတွေဖြစ်တယ်အပြင်မှာတော့တငယ်ချင်းဒါမဲ့ဇလန်းဒါတော့ဟိုဘယ်လိုလဲဇလန်းစရိုက်တဲ့ လိုက်ရိုက်တဲ့ချိန်မှာပထမဆုံးအကုန်လုံးစုံဘူးတာနော်ဟုတ်တယ်ဟုတ်တယ်အပြင်မှာတော့တငယ်ချင်းအဲကားရဲ့လောက်ပဲစုံဘူးတာနော်အာဟုတ်တယ်ကားရဲ့မှာဒါပထမဆုံးဆိုတော့အဲ့ဒါတော့ဆရာပြောညာဘာလို့ညာမှများဖြစ်တာလဲညာညာချစ်စရာလေးဘလို့ကိုပဲလေနော်ကိုပါပဲပလဲရကြတော့လေကာရိုက်တာကနည်းနည်းထထမြတ်ရှိတယ်ဒါပေမဲ့အိမ်မူကိစ္စအလောက်မနိုင်နေဘူး ဇန်ရဲကကြတော့ညာကြတော့ညာကာရိုက်တာကြတော့သူကခင်ဘောပေါ်မှာသူကအရန်ဂယူးဆိုင်တယ်ခင်ဘောဟိုတစ်ချိန်လောအဲ့လိုအချစ်တွေပြပြီးတော့ဂယူးဆိုင်တယ်ဆိုတော့အဲ့ခင်ဘောကလည်းအဲသူရဲ့ဇနီးကိုအဲ့ဟိုအရန်ကိုအဲ့လိုချစ်ခင်တာပေါ့ဒါသူဇနီးမရှိတဲ့အချိန်မှာသူဇနီးရဲ့ဂယူးဆိုင်မှုတွေသူဇနီးရဲ့ဟိုအပေးမှုတွေပြောတဲ့ဟာတွေအကုန်လုံးကိုသူကအမြင် ရင်ထဲမှာအဲ့ဓာတွေကနေရာပြည့်ဖြစ်နေတော့တခြားလူတွေအောင်အစားထိုးလို့မရဘူးတဲ့ပုံစံအဲ့အဲ့လိုမျိုးကြီးတော့မရှိဘူးဟိုဒီဟို character အရာရောဆန္ဒရောဒီကမှာအရင်လှုပ်လှုပ်ခက်ခက်လှုပ်ရမှာမျိုးကြီးမရှိဘူးအကုန်လုံးကငြိမ်တော့ငြိမ်နေပြီးတော့ဟုတ်လေအမှုများပဲဖြစ်ဖြစ်ထန်လို့တွေပဲဖြစ်ဖြစ်တော်တော်များများငြိမ်တဲ့ character များတယ်များတဲ့ခါကျတော့အရင်ဟိုလိုလှုပ်လှုပ်ရှိဒီမော်ရဲ့အဲ့လိုမျိုးမဟုတ်ဘူးအဲ့ရှင်တင်ပြီးွားရင်လည်းအဲ့လို ထုံးတဲ့နိုင်ကိုတကယ်ကြီးဝိုင်းခွဲစကားပြောဟိုပါပေါ့နည်းနည်းတော့ခက်တော့နည်းနည်းခက်တော့မဟုတ်ဘူးသူကအဲခြေထားလမ်းမဟုတ်သူသူရဲ့ကာရိုက်တာကောင်မှသူကဟိုသူလူများတာကိုမကြိုက်တယ်သူကသူအေးဆေးနေခြင်းနဲ့သူအားပြီးဆိုရင်သူအရေးတောက်တယ်လူခွဲစီတာသူမတော်တဲ့သူရဲ့ခံစားချက်နဲ့သူနေခြင်းနဲ့အဲ့လိုပုံစံခြေထားလဲလဲရဲလဲမဟုတ်ဘူး ဲ့ဒါသူကသူလောင်ပိန်းနေတယ်အဲ့လိုဟုတ်တယ်ပိန်သွားတယ်ပိန်သွားတယ်အာချိန်လောက်ချိန်လောက်ဘာအကောင်ရတဲ့ချိန်ကျွန်တော်လည်းတော်တော်ကြီးတာပေါ့နော်ဒီဟိုအဲအရန်စားတယ်အရန်တောက်တယ်အဲ့လိုမျိုးပေါ့အရန်တောက်တယ်ဆိုတာအဲ့ဒီဟင်းချိုတွေဒီလိုဖြစ်မှာဆိုဘာတကောတစ်ချိန်လို့ဟိုဟာတွေတောက်နေတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ဆိုတော့ဟိုကလည်းအမလည်းနည်းနည်းပြည့်တာအကုန်လုံးပြည့်တယ်အဲ့ဒီတည်းမှာအခုပြန်တွေ့တဲ့တကယ်ချင်းအခုပြန်တွေ့ရတော့အကုန်လုံးဟိုပပင်ပပလေးအဲ့လိုဖြစ်သွားပါပြင်ဆင်နေတာအဲ့တော့မမတ်ရရသူဟိုက smile ကိုဝယ်ပေးဖို့အာဟိုလေတိုင်မင်းနေရာတွေ့ရပါဟုတ်တယ်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 အာလက်ထက်လက်ဆွန်လေးကိုတို့တိုင်မင်းကြားရဲအမအာဟိုဟိုအပ ropos လို့ ropos လို့လေအဲ့လေးတော့အမတရားပဲအမတွေ့အဲ့လေးတို့ရွေးကူပေါ့အာအရင်မိုက်တယ်ဘာညာပေါ့နော် အာလီယာကျတော့အရင်ကတည်းကသူကအနေအေးတဲ့ထိုင်မှာပါတယ်အနေအေးတယ်ဆိုတော့ဟိုပါပေါ့လေဟိုသူရဲ့ကိုပိုင်ချိန်မှာတော့သူဘယ်လိုပဲနေဒါပေမဲ့ကျွန်တော်တို့အလုပ်အာရှူတင်ထိုင်မှာဆိုလည်းသူအေးဆေးနေတယ်ပြောစားရှိရပြောတယ်ရည်စားရှိရရင်ဒါပေမဲ့အရင်ဟိုလိုတခါမှလှလှခက်ခက်ဖြစ်နေရတော့တကယ်အေးဆေးပဲဟိုကြီးစားလေးပြောတယ်စကားလေးပြောလဲပုံမှန်မှန်ဆိုတော့ဟိုအရင်ကတည်းကလီယာအဲ့ဒီအလုပ်ပဲလေးရအခု ပါလေလက်သွဲပေါ်ကြောင်သူကပေါ်ရတယ်ပေါ်ရတယ်ဟောလေခလေးလက်မုတ်တော့အကုန်လုံးကအသက်20ကျော်30နာကက်လာအရွယ်လေးဖြစ်နေပြီဒီအချိန်မှာလက်သွဲဖို့မရှိဘူးဆိုတော့တခုချွေနေလောင်းနေပေါ့တကယ်ချင်းတွေစလာပါလေတကယ်ချင်းတွေစလာကျွန်တော်တကယ်ချင်းတွေမှာဟိုအမြင်နဲ့အဲ့လိုပဲလေပြောလေဟိုဘယ်လိုပြောမလဲအပြူကြီးဖြစ်ပြီးတော့လူပြိုကြီးဖြစ်ပြီးတော့လည်းအဲ့လိုမျိုးစတယ်ဆိုတော့ ခုဒီတက်ရွက်လေးရတော့လက်တွဲလက်တွဲပုံစံတဲ့အဲ့လိုဟိုဟိုအဲ့အောက်ဘက်မှာပေါ့ဒီလိုတပီးစားတွေနဲ့အဲ့လိုမျိုးဟိုတပီးမြင်လေးရှိတာကောင်းတဲ့ကောင်းတာပေါ့လေဒီတော့ကျွန်တော်သိမပြောတဲ့အဲ့လိုဘလုံးဖုံးပြောပေါ့ဘာကြောင့်လဲဆိုဟိုဘာလဲကျွန်တော်ကအဲ professional လုပ်နေတဲ့အကျွန်တော်ရေသူမီရတယ်ဒီဟာသူကတော့မှကျွန်တော်တစ်ချိန်လုံး အရန်ဘရိုတဲ့ရုပ်ရှင်တွေပဲရိုက်ခိုင်းတာကျွန်တော်ကလည်းအဲ့လိုဘရိုတဲ့ရုပ်ရှင်တွေကိုဟိုကိုယ့်ရဲ့ personal ရကျွန်တော်တိတ်တိတ်ဟိုဘာလဲမကြိုက်ဘူးဒါအမှန်တကယ်ကျွန်တော်ကိုကိုယ်တိုင်ပေါ့လေကျွန်တော်အဲ့လိုဘရိုတဲ့ဟာတွေရိုက်မယ်ဆိုအရန်ဟိုလေဟိုလောလောဆယ်ဆယ်တခြားထားပါတော့အဲ့လိုထူးဆန်းတာတွေထူးဆန်းတာတွေကိုကြိုက်တယ်အဲ့လိုကြည့်ရင်လည်းကျွန်တော် Avenger တို့အဲ့လိုပေါက်ကရလေးနည်းနည်း ပြီးရင်အဲ့လိုနည်းနည်း futuristic ဖြစ်တဲ့ဟာမျိုးပို့ပြီးအဲ့လိုပဲ fashion တွေလည်းစိုက်တယ်အဲ့လို router တွေပဲတကောတိတ်မကြည့်ဖြစ်တာအဲအမျိုးသမီးကသူကအဲ့ဒါကိုအကြမ်းစိုက်တယ်အဲ့လိုပဲအဲ့လိုမျိုးလေးရိုက်စေချင်အမြဲအကြမ်းရိုက်ခိုင်းတယ်အဲ့လိုပြောဆိုတော့အဲ့လိုရိုက်တဲ့ကားတော်တော်များများလည်းအဲ့လိုသူကအမြဲတမ်းကြည့်ရအောင်ဒီနေရာလေးဒီလိုမျိုးလုပ်ရမှာဒီကေကပုံပြီးပြိတ္တရဲ့ကြည့်တဲ့လူကိုယင်ခေါင်းလာအဲ့လိုအကြံပေးတယ်အရင် ဟိုအရင်ဟို recommend ပေးတာမျိုးတော့အရင် YouTube ကဒီရုပ်ရှင်တွေက YouTube ပဲဘုနော် YouTube လေးနဲ့အဲ့လိုဟိုအေးအေးလေးနဲ့ဒီတိုင်းမှာပေါ့ပေါ့ပါပါလေးသွားတဲ့ရုပ်ရှင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့သူကတော့ဟိုကြည့်တာဩဇလန်တွေထွက်ပြီးထွက်ရင်ကြည့်မယ်တော့ဘယ်လောက်ပါပါဟိုလိုမျိုးအရင်တော့မရှိအဲ့လိုရတော့မရှိပါဘူးဘာလို့အမျိုးသမီးကတော့ဟိုဒါကတော့အမျိုးသမီးကကိုယ့်ရဲ့ဟိုဘာလဲဟိုဘာလဲ အမကန်ပြိတ္တအမကန်ပါကန်အဲ့လိုပဲကြောမရောဆိုတော့ तू ကအမြင်တယ်ဘာပဲလောက်လောက် तू အဲ့လိုအမြင် recommend ပြီးတယ်ဟိုကောင်းရင်ကောင်းတယ်မကောင်းမကောင်းရင်မကောင်းသူစီရနဲ့ကြားရပြီးသူကြားရမှာဘာသူမြင်လဲအဲ့လိုအကျံပြီးတော့အာရှိတယ်အမနဲ့ရိုက်ဖို့ဟာလေးရှိတယ်ဟိုနေအောင်လုံးအမဟိုလီလီရလည်း तू ကျွန်တော်လည်းကိုင်းနေတဲ့ဆရာတို့နေအောင်လောကအဲ့ schedule ကိုညှိနေတယ်အဲ့လိုမျိုးညှိနေတာဟုတ်ရှောက်မင်းသမီးကအရင်ရိုက်နေရတော့အဲ့ဒါကြအမယူပြောနေတာဒါလည်းဆန္ဒတော့လေးပြောအဲ့လေးပူပြီးတော့ဟောလေးပူပြီးတော့အဲ့လိုနေရောပဲအချက်ချင်းရတာဟုတ်တယ်အဲ့ဒါအာလီတို့အခုအာဒီကားလေးကအခုပြနေပြီးတော့အပိုင်းလေးရောက်ပြီအဲ့လီတို့မောင်နှမတွေတခြားလေးကိုစူးစမ်းထားပါတယ် ရဲထဲမှာအပိုင်းဆိုလဲပိုင်းရေဆိုလဲဒါတခြားလေးဒီကာရိုက်တာလေးတခုချင်းစီကိုဒီလိုအချိန်လေးပြီးပြီးတော့တခြားလေးရိုက်ထားပါတယ်အပိုင်း6ပိုင်းရှိတယ်ဆိုတော့အခုဒါ MT4 နဲ့ဒါဖြစ်ဖြစ်ပါဆက်ပြနေပါအပိဖို့အတွက်ဒီဘက်ကိုခေါ်လာတယ်